မန်ယူကရွန်နီဗျာမန်ယူကစားသမားဟောင်းရွန်နီဒီရွန်နီကကျွန်တော်ကြိုက်ခဲ့တဲ့ကစားသမားတွေထဲမှာလည်းပါတယ်ကစားသမားကောင်းတစ်ယောက်ဆိုရလဲကျွန်တော်လက်ခံတယ်တကယ်ကိုပရီးမီးယားလီးဂ်ရဲ့ legend တစ်ယောက်ဖြစ်လို့လည်းကျွန်တော်လက်ခံတယ်ဒါပေမဲ့ဒီရွန်နီကရှင်းဆုံးပြန်ဘောလုံးပွဲကြီးမကြည့်ဘူးထင်တယ်ကျွန်တော်တို့လောက်တောင်ဒီပရီးမီးယားလီးဂ်ပွဲတွေကိုမကြည့်ဘူးထင်တယ်ဘာဖြစ်လို့ကျွန်တော်ဒီစကားပြောရလဲဆိုလို့ရှင်ဒါသတင်းတစ်ခုတက်လာရပေါ့နော်ဒါရွန်နီရဲ့ပရီးမီးယားလီးဂ်အကောင်းဆုံးကစားသမား၃ယောက်ပေါ့နော် ဒီလက်ရှိယာဒီမှာအကောင်းဆုံးကစားသမား၃ယောက်ကဘယ်သူတွေလဲဆိုပြီးတော့သူ့ကိုမေးတဲ့အချိန်မှာသူပြန်ဖြေတာကပထမဆုံးတစ်ယောက်အမ်ဂျူမိုကျွန်တော်လက်ခံတယ်အမ်ဂျူမိုသူက main ကစားသမားဖြစ်နေရလဲပါတယ် ပြီးတော့ MU မူကလည်းကျွန်တော် Premier League ဒီ year ဒီမှာအကောင်းဆုံးဆိုတဲ့ခြေစွမ်းတွေထဲမှာပါနေတယ် MU မူကိုယ်တိုင်လည်း Premier League မှာ၅ဂိုးတွင်းထားတယ်ဗျာပြီးလို့ရှိရင်ဒါရှုံးနေတဲ့အချိန်မှာတော့လောက်အနုံကောင်းကောင်းနဲ့တကယ်ကစားတာကျွန်တော်လည်းကြိုက်တဲ့ထဲမှာပါတယ်ဗျာ MU မူဒါသူ့ရဲ့ဒါကစားပုံရောစိတ်သက်ရောပြီးလို့ရှိရင်ကြိုးစားအထုံးမှုရောပြီးတော့ဂိုးလက်တွေရောအကုန်ကြိုက်တယ်ဗျာလက်ခံပေးတယ်နောက်တစ်ယောက်ဆမ်မင်းညိုအခုဒီချိန်မှာကျွန်တော်တို့အတင်းကြီးနဲ့ချက်စီးနဲ့ရောအာဆင်နယ်နဲ့ရောမန်စီးတီးနဲ့ရောမန်ယူနဲ့ရောဒရင်တွေထွက်လာတယ်။လာမယ့်ယာဒီမှာလည်းဒီကောင်ဒီ ကျွန်တော်တို့အတင်းကြီးတင်းကိုရောက်ဖို့ chance တွေပုံများနေတယ်ဗျာဒါဒီကောင်ဘလောက်ကောင်းလဲဆိုတော့ပြနေတယ်ဗျာမကောင်းမင်းနဲ့အတင်းကြီးနဲ့တင်းထွက်စရာအကြောင်းမရှိဘူးဟုတ်တယ်မလားအဲ့တော့ဆာမင်းညိုလက်ခံပေးတဲ့ run ရရွေးချယ်မှုဆာမင်းညိုကျွန်တော်တော်တော်ကိုကောင်းတဲ့နေရာမှာပါတယ်ဆာမင်းညိုဒီလဲ premier league အကောင်းဆုံးကစားသမားတွေထဲမှာလည်းပါတယ်အဲ့တော့နောက်ဆုံးတစ်ယောက် ကျွန်တော်အဲလီဟာလောက်မရွေးတာပြဿနာမရှိဘူးနော်ဒါပရီးမီးယားလိရဲ့လက်ရှိအချိန်မှာဟိုဂိုးတွင်းအများဆုံးကစားရမှာဗျာဂိုးတွင်းတော့ကြောက်ခမန်းလိလိဖြစ်နေတယ်အဲလီဟာလောက်မရွေးတာဒါတော့ तू ကမန်ယူဖန်မလို့မြို့ကန်ပြိုင်ဘက်ကိုဒါမရွေးချင်ဘူးဒါလက်ခက်နေဒါပေမဲ့နောက်ဆုံးတယောက်ရွေးလိုက်တာကြီးရာယောဂရက်စ်တယ်ဗျာလို့နော်ယောဂရက်စ်အာဆင်နီးယားယောဂရက်စ်တယ်ကျွန်တော်ပြောချင်တာဗျာယောဂရက်စ်ကိုရွေးလိုက်လို့ဗျာကျွန်တော်အာဆင်နီးယားတခြားတယောက်ကိုရွေးလိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီပီဒီကိုရိုက်မှာမဟုတ်ဘူးယောဂရက်စ်ကအရှင်းဆုံးပြောလို့ရှိရင်အာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမား၃ယောက်ဆင်းထဲမှာတော့မပါဘူးဗျာအဲ့တော့ဒီလိုကစားသမားကိုကျွန်တော်အာဆင်နယ်ဖန်တွေကိုမေးကြည့်နော်အာဆင်နယ်ဖန်တွေကိုမေးကြည့်လက်ရှိဒီရီမှာအကောင်းဆုံးကစားသမားဆိုပြီးအာဆင်နယ်ဖန်တွေကိုလိုက်မေးကြည့်လိုက်သူတို့ဖြေမဲ့တာကြီးက Rice တို့ပြီးလို့ရှိရင်ကျွန်တော်တို့နောက်တဲ့ Gabriel တို့အာပြီးလို့ရှိရင်ကျွန်တော် Saka bla bla ဘာညာဗျာဒီမှာ Saka တော့ Daniel ပြဿနာနေငယ်ရှိနေလို့ထားတော့ဟိုတခြားတိရမလား Raya တို့ဘာလို့ဖြေလိုက်မယ်ဗျာ Zubi Mendy တို့ဘာလို့ဖြေလိုက်မယ်ဗျာဒီကြတဲ့ Yorkres ဒီ Arsenal ရဲ့အကောင်းဆုံးကစားသမားတော့မဟုတ်တာတော့လုံးဝသိကြတယ်ဗျာ ဲ့ဒီကစားသမားကိုအခုလက်ရှိဒီယာရီပရီးမီးယားလိရဲ့အကောင်းဆုံးကစားသမားဆင်းတွေကိုထည့်လိုက်တာဒီရွန်နီဒီတေးကြတယ်ကျွန်တော်ထင်တယ်ပရီးမီးယားလိပွဲတွေကိုကျွန်တော်တို့လောက်တော့မကြည့်ဘူးဆိုတာလုံးဝတေးကြတယ်ဗျာသူကြိုက်သူပြောတာဆိုပေမဲ့ယောဂရက်စီကိုရွေးတိုက်ရတော့အစင်ကိုပြေမနေဘူးဗျာနော်တေးကြတယ်ဒီကောင်ပရီးမီးယားလိလုံးဝမကြည့်ကျွန်တော်ဒါဆိုရင်အာဆင်နယ်ကစားသမားတယောက်ထည့်မယ်ဆိုရင်ကျွန်တော်ဂါဘရီယယ်ကိုပဲထည့်လိုက်မှာနော်အဲ့လိုမျိုးထည့်လိုက်မှာကယ်လီဖိုရီထည့်မလားတင်ပါထည့်မလားကြိုက်တဲ့ကောင်ထည့်လို့ရရဲ့ဗျာအဲ့တော့ ရနီပရီးမီးယားလိဂ်ပွဲမကြည့်ဘူးအဲ့တော့သူပြောတဲ့ကစားသမားတွေထဲမှာကျွန်တော်ယောဂရက်စ်ကလွယ်ရင်ဂျန်နဲ့ကစားသမားတွေကျွန်တော်လက်ခံပြလို့ရတယ်ယောဂရက်စ်ကိုထည့်တာတော့ကျွန်တော်လုံးဝလက်မခံဘူးညာ